မင်္ဂလာပါရှင်ရခုံခစ်တဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်တောင်ကုန်းမှာမင်းအောင်လိုင်းအမိတ်နဲ့ကေတုပတိနန်းတော်မြို့ရိုးနဲ့ကျုံးတွေကိုပြန်လည်တိစောက်ဖို့အတွက်ဘုန်းကြီးเจ้าနဲ့တိလရှင်เจ้า20ကျောင်းဖရာတဆုနဲ့ခရိယံဖရာเจ้าတခုလူနေရက်ွက်တွေကိုဖယ်ရှားခိုင်းနေပါတယ်ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေးအတွက်စစ်ဝတ်တွေတွေတိုင်းတင်းတင်းကြပ်ကြပ်အရေးယူစစ်ဆေးမှုတွေလှုပ်ဆောင်နေပြီး ဥပဒေအထက်မှာမြေသူများမရှိစေရဘူးလို့ NUG စစ်ခုံရုံးဥက္ကဋ္ဌကပြောတဲ့သတင်းပါဝင်ရန်ကုန်ခေတ်တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ပဲခူးတိုင်းတောင်ငူမြို့မှာမေးအောင်လိုင်းအမိတ်နဲ့ကေတုမဒီရှေဟောင်းနန်းတော်မြို့ရိုးနဲ့ကျုံးကို ပြန်လဲတူးဖို့တိစောက်ဖို့အတွက် ဘုန်းကြီးကျောင်းနဲ့တိလရှင်ကျောင်း20ကျောင်းဖရာတဆုနဲ့ခရယံဖရာကျောင်းတကျောင်းအပါအဝင်ရက်ွက်တွေကိုစစ်တကဖေရှားခိုင်းနေလို့ဒေသပြည်သူတွေကပြောပါတယ်။ဩဂတ်စာ2ရက်နေ့ကမေအောင်လိုင်းကတောင်ငူမြို့ကိုတောရောက်ပြီးကေတုမဒီနန်းတော်မြို့ဟောင်းနဲ့ကျုံးတို့ကိုပြန်လဲတူးဖို့တိစောက်ဖို့အတွက်ဘုန်းကြီးကျောင်း18ကျောင်းတိလရှင်ကျောင်း2ကျောင်း ဖျားတဆူခရိယံဖျားအကြောင်းတကြောင်းတို့ ਨੇ အများပြည်သူတွေနေထိုင်တဲ့ရက်ွက်တွေကိုဖယ်ရှားခိုင်းနေလို့လည်းသိရပါဗါတယ်။အဲဒီလိုဖယ်ခိုင်းနေအထက်မှာဘုန်းကြီးကျောင်းတွေအများပြားပါဝင်နေတာကြောင့်ဆရာတော်တန်ဃာတော်တွေက စိတ်မချမ်းမြေကြသလိုမင်းအောင်လိုက်ဘယင်ယူးယူးနေတာ ਨੇ ပြည်သူတွေအလုံးဒုက္ခရောက်ကြရတယ်လို့လည်းနေအိမ်ဖယ်ရှားပေးရမယ်တောင်ကဒေသပြည်သူတို့ကပြောပါဗါတယ်။ မဲအောင်လိုင်းက AD 1485 1531ကမင်းကြီးညိုတည်ထောင်ခဲ့တယ်။ကေဒုမဒီမြို့ဟောင်းရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာအမွေနဲ့ဒေသတွေကိုပြန်လည်ပြုပြင်ထင်းထင်းရမယ်ဆိုပြီးကေဒုမဒီမြို့ဟောင်းအရှိဘက်ကျုံးကယူရီးယားဘောင်နေရအနောက်ဖက်မြို့ရိုးနေရာကမြို့ရိုးတူးပေါ်ထိမ့်သိမ်းထားတာတွေ ရေကျုံးနေရာနဲ့မြို့ရိုးအပြင်ပတ်လန်းတခြားတို့ကိုပြန်လည်တိဆောက်ဖို့တွေကိုညွှန်ကြားထားတာလည်းဖြစ်ပါတယ်။အဲ့ဒါအပြင်ရှေးဟောင်းမြို့ရိုးနဲ့ကျုံးတူးဖို့သူတည်နာပြုလုပ်ငန်းတွေကိုအောင်မြင်အောင်ဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်ဖို့နဲ့ ်မြို့ဟောင်းအဝင်တံတားနေရာတွေနဲ့တံတားပုံစံတွေကိုလည်းပြန်လည်ဆန်းစစ်ဖော်ထုတ်လေ့လာပြီးတိဆောက်လို့ရနိုင်တဲ့နေရာတွေမှာပြန်လည်တိဆောက်ဖို့ကိုလည်းမေအောင်လိုင်းကအမိန့်ပေးခဲ့တာလည်းဖြစ်ပါတယ်မေအောင်လိုင်းကတောင်ငူကေရုမတီအပြင်ဘကိုဟန်တာရီကမ်ဘောဇာတာဒီနန်းတော်ပြန်လည်တိဆောက်တာတွေကိုလည်းလုဆောင်ခိုင်းနေလို့လည်းသိရပါဗျ။အဲဒီလိုလုဆောင်တာတွေဟာလည်းဘေးရေရေရာတွေနဲ့နန်းတီမင်းပြေခံယူဖို့လုဆောင်ခိုင်းနေတာဖြစ်ပြီး နန်းတီမြို့တီဖျားတီဗေဒရရရတွေကို2021ခုနှစ်စစ်တပ်အာဏာသိမ်းချိန်ကလေးကမကြာခဏလုဆောင်ခဲ့တယ်လို့လည်းနေပြီးတော့စစ်ပယ်သတင်းမြစ်ရဲ့အဆိုအရသိရပါတယ်ရှင်ဒီတကမှာတော့အမျိုးသားညညရေးဆိုရ NUG ကာကွယ်ဝန်ထမ်းနာလက်အောက်မှာရှိတဲ့ပြည်သူ့ကာကွယ်တပ်မတော်နဲ့ပြည်သူ့ကာကွယ်အဖွဲ့တွေကို Federal တပ်မတော်ထူထောင်ရေးဆောင်ရွက်တဲ့နေရာမှာစစ်ဥပဒေတွေအတိုင်းတင်းတင်းကြပ်ကြပ်အရေးယူစစ်ဆေးမှုတွေလှုပ်ဆောင်နေပြီး ဥပဒေအထက်မှာဘယ်သူမှမရှိစေရဘူးလို့ NUG လက်အောက်ကစစ်ခုံရုံဥက္ကဋ္ဌတို့ကပြောဆိုလိုက်ပါတယ်။ NUG လက်အောက်ကပြည်သူ့ကာကွယ်တပ်မတော်နဲ့ပြည်သူ့ကာကွယ်အဖွဲ့ပကဖတွေကိုစစ်ဥပဒေစစ်စည်းကမ်းလိုက်နာပြီး ပြည်သူကိုလေးစားတမိုးထားတဲ့တမတော်တရက်အဖြစ်ထူထောင်တဲ့အချိန်စစ်ဥရေအတိုင်းတင်းတင်းကြပ်ကြပ်အရေးယူမှုစစ်ဆင်းမှုတွေကိုအဆင့်ဆင့်လှုပ်ဆောင်နေရလို့လဲဆိုထားပါဗျ။အဲလိုအချိန်မှာဥပဒေနဲ့အညီပြည်သူကာကွယ်တမတော်သားတွေနေထိုင်ကြဖို့နဲ့ဥရေအထက်မှာဘယ်သူမှမရှိဘူးလို့လဲအန်ယူဂျီလက်အောက်ကစစ်ခုံရုံးဩဂရကပြောပါဗျ။တို့တမတော်ဟာပရယ်တမတော်ပေါ်ပေါ်ရေးအတွက်အမြင့်တည်ပဲဖြစ်ပါတယ်။ဒါကြောင့် နိုင်ငံကုန်သိက္ခာတက်ရဲကုန်သိက္ခာဒေါ်လာရေးကုန်သိက္ခာအတွက်လက်နက်ကင်ဒေါ်လာရေးမှာပါဝင်ခဲ့တဲ့လက်နက်ကင်အင်အားစုများအနေဖြင့်ဥပဒေများမိန်များညွန်ကြားချက်စီမံစည်းကမ်းများကိုတတိမတိန်လိုက်နာကျင့်သုံးဆောင်ရွက်နေထိုင်ကြဖို့လည်းပဲလိုအပ်ပါတယ်လက်နက်ကင်ဒေါ်လာရေးအင်အားစုများအနေဖြင့်ပြည်သူ့မျက်နှာမူတဲ့တက်မတော်အဖြစ် မိမိကိုယ်ကိုမိမိခံယူပြီးတော့ကျင့်သုံးဆောင်ရွက်နေကြဖို့လည်းပဲလိုအပ်ပါတယ်။ချမှတ်ထားတဲ့ဥရိညာနဲ့အညီလည်းပဲနေထိုင်ပြုမှု ကြည်ကြံနေထိုင်ကြဖို့လည်းပဲလိုအပ်ပါတယ်။ဒါကြောင့်ဥရိနဲ့အညီကျွန်တော်တို့ဆောင်ရွက်ကြမှာဖြစ်ပြီးဥရိထက်မှာညီတူမှရှိမနေစေရပါဘူး။ လက်တလုံးမှာသခိုင်းမန္တလေးနဲ့မကွေးပါဝင် NUG စုမိုးထားတဲ့ဒေသတွေမှာပကဖောက်နဲ့ပတ်သက်တဲ့အမှုခင်းအချို့ရှိနေပြီးအဲ့ဒီအမှုခင်းတွေကိုလူခွင့်ရေးချုပ်ဖောက်မှုရာဇွဲမှုတွေပာဝင်နေတာကြောင့်အဲ့ဒီပြစ်မှုတွေနဲ့ရာဇွဲမှုတွေကို NUG ကဝန်ကြီးဌာနလိုက်စစ်ဆေးဖော်ထုတ်အရေးယူမှုတွေကိုလုတ်ဆောင်နေတယ်လို့လည်း NUG သတင်းပြည့်တွေစီကနေသိရပါပါတယ်ရှင်။ ရှမ်းပြည်နယ်တိုင်းတဘောက်ကိုတက်ဆက်ပေးကြပါရယ်ရှမ်းပြည်နယ်တောင်ပိုင်းစီဇန်မြို့နယ်နောင်ကျောကျေးရွာအုပ်စုနယ်တောင်ရှိကျေးရွာအုပ်စုတို့မှာတိုက်ပွဲဖြစ်ပွားပြီးစစ်သားနယ်ပြည်သူစစ်တရာခန့်တေသွားကြတယ်လို့ PNL သတင်းနဲ့ပြန်ကြားတဲ့တာဝန်ရှိသူခွန်ရင်းရန်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ဩဂတ်စ6နေ့ကနေစတင်ကစီဇန်မြို့နယ်နောင်ကျောကျေးရွာအုပ်စုနယ်တောင်ရှိကျေးရွာအုပ်စုတို့ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်တပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ကိုပိုးမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ကခုခံတိုက်ခိုက်ခဲ့ရမှာတပတ်ကျော်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်ကတရားခန့်ထိခိုက်သေဆုံးခဲ့တယ်လို့လည်းခွန်ရင်းရန်ကပြောပါရတယ်။အဲဒီနောက်မှာအကြမ်းဖက်စစ်တပ်ဟာအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတာကြောင့်နောက်ထောကျေးရွာအနီးနဲ့ကောင်ထိုးကျေးရွာအနီးက PNLA တပ်ဖွဲ့တွေပြန်လည်ဆုတ်ခွာခဲ့ရလို့လည်းသိရပါဗျ။ဒါအပြင်အဲ့ဒီတိုက်ပွဲတွေတွင် စစ်တပ်ဟာလေရင်နဲ့ PNL လို့ PNLA ဌာနချုပ်အပါအဝင်ကျေးရွာတွေကိုဘုံကျဲတခတ်ခဲလို့လည်းသိရပါဗျ။ပြီးခဲ့တဲ့ဩဂတ်စ9ရက်နေ့ကလည်းအကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူစစ်တွေကကယန်ကယားနဲ့ကရင်ပြည်လူမျိုးတွေနေထိုင်တဲ့နောင်ထော်ကျေးရွာကြီးကကယန်ပိုင်ရိုက်ကွက်နဲ့နောင်ထော်ကလာလန်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ရမှာနေ24လုံးထဲမှနေမီးတောင်ဖျက်ဆီးဆုံးရှုံးခဲ့ပြီးဆလောင်းထောင်ကျေးရွာကအသက်38နှစ်အရွယ်ရှိတဲ့အမျိုးသားတအိုးကိုလည်း PNO ပြည်သူ့စစ်အဖွဲ့ကပြစ်တက်ခဲ့လို့လည်းသိရပါတယ်ရှင်။ရခိုင်ပြည်နယ်တိုင်းတဘောကိုတက်ဆက်ပေးကြပါမယ်။ရခိုင်ပြည်မှာဂျွန်လနဲ့ဂျွန်လအတွင်ရေကြီးရေရှမ်းမှုတွေဖြစ်ပွားမှုကြောင့် လူ၂၁ဦးသေဆုံးကပြည်သူ၄ဆောင်းကျော်ရေဘေးသင့်ခဲ့ရတယ်လို့အာရခပြည်သူတော်လှန်ရေးအစိုးရရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရုံး HDCO ကသတင်းထုတ်ပြန်ထားပါတယ်။ရခိုင်ပြည်တွင်၂၀၂၅ခုနှစ်ဇွန်လကနေဇူလိုင်လအထိမြို့နယ်ရှစ်ခုမှာမိုးသည်ထန်စွာရာသွန်းမှုကြောင့်ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီးတောင်ကုတ်ကြောက်တော့ ုံနာကျုံမြောက်ဦးမင်းပြဘူးသီးတောင်မောင်တော်နယ်ရသိတောင်မြို့နယ်တို့ကကျေးရွာပေါင်း165ရွာမှာနေတွေပျက်စီးတာစပားကင်းတွေပျက်စီးတာ ရေတွေရေကန်တွေပျက်စီးတာနဲ့လန်တားတွေပျက်စီးတာအပြင်ပြည်သူတွေရဲ့အသက်တွေပါဆုံးရှုံးခဲ့ရလို့လည်းသိရပါဗါဒါအပြင်ရေကြီးတာကြောင့်ရခိုင်ပြည်နယ်တဝန်းကအိမ်အောင်စု9000ကျော် လူဦးရေ၄သိန်း2000ကျော်ဟာထိခိုက်မှုရှိခဲ့ပြီးနေအိမ်53လုံးနဲ့ IDB ရုံးခန်းနှစ်ခန်းလည်းပျက်စီးဆုံးရှုံးခဲ့ရပြီးထုံရက်စိုက်ပျိုးထားတဲ့လေအေကများစွာပျက်စီးခဲ့ရလို့လည်း HDCO ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ဘကောသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ဘကောတိုင်းမူးမြွန်လေကကြေးရွာတွေကိုအကြက်ဖက်စစ်တပ်က6ရက်တာအတွင်းမှာလက်လက်ကြီး drone နဲ့ဘုံ90ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတဦးဟာသေဆုံးပြီး6ဦးဟာပြင်းထန်ဒဏ်ရာရှိခဲ့လို့ KNU ဗဟိုကသတင်းထုတ်ပြန်ထားပါဗျ။ဩဂတ်စာ9ရက်နေ့မနေ့9:30မိနစ်လောက်မှာအကျန်းဖတ်စစ်တပ်ရဲ့ကညုတ်ကွင်းအခြေဆိုင်ခမရ436ကစစ်သားတွေကဟာဝေဇာလက်လက်ကြီးတွေနဲ့ထိပါလော်ကျေးရွာငဘတ်အိုင်ကျေးရွာတာယာကုန်းကျေးရွာမြောက်ပုတ်ကိုချောင်းကန် ထုံကုံကူမက်တလင်ကျေးရွာတို့ကိုဘုံ34လုံးပြစ်ခတ်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်အဲ့ဒီမနေ့6:40မိနစ်လောက်မှာလည်းကရင်မြေရဲကျေးရွာနဲ့ဗမာမြေရဲကျေးရွာတို့ကိုလည်းစစ်မတော်ခမရ351တရင်ကစစ်သားတွေက120မမလက်လက်ကြီးတွေနဲ့ကိုလုံးထပ်မံပြစ်ခတ်တိုက်ခတ်ခဲ့လို့လည်းသိရပါတယ်။အလားတူဩဂတ်စ6ရက်၊7ရက်၊9ရက်နဲ့10ရက်နေ့တို့ကလည်း ကရင်ဘမမျက်ရဲကျေရွာကညင်တိုင်းကိုငဲ့မြင့်ချင်းရွာဇဟားကြီးရွာအနီးဝန်းကျင်တဝက်ကရွာတွေကိုလည်းအကြမ်းဖက်စစ်တပ်ဟာလက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွက်ကြောင့်ပြည်သူ6ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့ပါသေးတယ်ရှင်ဒီတစ်ခါမှာတော့မန္တလေးတိုင်းဝက်လက်မြို့နယ်ကစစ်ဘေးရှောင်စခန်းနဲ့ရွှေညောင်တော်ဖျားကုန်းကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲ လေရင်နှစင်းနဲ့ကိုးကျင်ဘုံကျဲတက်ခတ်ခဲ့တာကြောင့်ပြည်သူတွေထွက်ပြေးနေရတယ်လို့ Wallet Information နဲ့ Network ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်။ August 17နေ့မွန်လွယ်တနေ့18မိနစ်ကနေ49မိနစ်ထိအကြမ်းဖက်စစ်တပ်ရဲ့တရက်ဦးနဲ့မိတီလာ၄တက်ကနေတက်လာတယ်။ Jet Fighter နှစ်စီးကအမှတ်3ခရိုင်ချင်းဆက်လမ်းပေးကစစ်ပေးဆောင်စကန်နဲ့ရွှေညောင်တော်ဖျားကုန်းပေါ်ကို ကိုးကျင်ဘုံကျဲတက်ခတ်ခဲ့တာလည်းဖြစ်ပါလေဂျပန်စစ်တပ်ရဲ့လေကြောင်းတက်ခတ်မှုတွင်ပြည်သူတွေထိခိုက်မှုမရှိခဲ့ပေမဲ့လေယာဉ်နဲ့ထပ်မံဘုံကျဲတက်ခတ်မှာကိုစိုးရိမ်ကြကြောင်းပြည်သူတွေဟာထွက်ပြေးတန်းဆောင်နေရတယ်လို့လည်းသိရပါဗျ။ပြီးခဲ့တဲ့ဩဂတ်စ17ရက်နေ့ကလည်းသခိုင်းနဲ့ဝက်လက်မြို့နယ်အဆက် တောင်ရင်ရွာနီရန်နားတဲ့ဆက်တောက်ဆိုင်ကိုအကြပ်ဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတက်ခတ်တာကြောင့် ပြည်သူ16ဦးဟာသေဆုံးခဲ့ရပြီးပြည်သူ20ကျော်ဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ထိုင်းနိုင်ငံနွန်ထပူရီက အထက်သားပြဆက်ယုံတယုံမှာမြန်မာရွှေ့ပြောင်းလူသမားတို့ ဆက်ညက်ကတစ်ဆုံးခဲ့ရတာကိုဥပဒေအတိုင်းနစ်နာကြေးတွေရတဲ့အထိကုညီဆောင်ရပေးနေတယ်လို့ MHAC မဟာမိတ်အဖွဲ့က AAC ကိုရဲမင်းကညကောင်ခစ်တဲ့ကိုပြောပါတယ်ပြီးခဲ့တဲ့ဂျွမ်လာ20ရက်နေ့မှာအသက်26နှစ်အရွယ်ရှိတဲ့ကိုဟင်းထက်နောင်မှာဆက်ညက်ကတစ်ဆုံးသွားခဲ့တာဖြစ်ပြီးဆက်ယုံဘက်ကတက်ဆိုင်ရာအစိုးရရုံးတွေကိုတရင်ပေးတာမိသားစုဝင်တွေစီကိုအကြောင်းကြားတာတွေမပြုတ်လို့တဲ့အပြင် တေဆုံးတာကိုဖုံးကွယ်ခဲ့တာလည်းဖြစ်ပါတယ်။တေဆုံးသွားသူရဲ့တငယ်ချင်းတွေကသူတို့တငယ်ချင်းတေဆုံးမှုအပေါ်ကိုအွန်လိုင်းပေါ်တင်တာကိုလည်းစက်ရုံဘက်ကတရားစွဲမယ်လို့ချင်းချောက်ပြောဆိုခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့အစည်းကနေသိရပါတယ်။လုပ်ငန်းခွင်အလုပ်ချိန်အတွင်းမှာဖြစ်ရင်စက်ရုံဘက်ကနစ်နာရော့ခြင်းမပါပဲ ပကံစခွန်လို့ခေါ်တဲ့အာမခံကြီးဘတ်9သိန်းကျော်အထိခန်းစား권ရှိတယ်လို့လည်းကိုရဲမင်းကပြောပါရယ်။ကိုဟင်းထက်နောင်ရဲ့တည်ဆုံးမှုကိုတည်ဆုံးသူရဲ့တငယ်ချင်းဖြစ်သူတွေကအွန်လိုင်းပေါ်ကိုတက်လိုက်မှသာမိသားစုဝင်တွေကသိကြရတာဖြစ်ပြီး MHAC မဟာမိတ်အဖွဲ့အစည်းကိုလိုအပ်တာကူညီပေးဖို့တောင်းခံလာတာကြောင့်နေမြေခံဆဝါဒီကံရုံးကိုတည်င်းပေးဖို့ကအမှုကိုစတင်ကူညီခဲ့တာလည်းဖြစ်ပါရယ်။ MHAC မဟာမိတ်အဖွဲ့အနေနဲ့နေမြေခံဆဝါဒီကံရုံးမှ ာတာဝန်ရှိသူတို့နဲ့တူစစ်ရုံဘက်ကတာဝန်ရှိသူတွေနဲ့ညှိနှိုင်းပြောဆိုပေးခဲ့တဲ့အပြင်ဆက်လက်ပြီးလည်းအလို့သမား200ကျော်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးအကူအညီတောင်းခံမှုတွေကိုလက်ခံကာလို့သမားအခွင့်အရေးအကြောင်းဆွေးနွေးမှုတွေကိုပြုလုပ်ခဲ့လို့လည်းသိရပါဗျ။လက်တလုံးမှာကိုဟင်းထက်အောင်တေဆုံးမှုတွေစစ်ရုံဘက်ကတော့နင့်နာကျေးပိုင်းလာရောက်ပြောဆိုတာမရှိသေးပေမဲ့လည်းတေဆုံးသူတွေနင့်နာကျေးရောပကံစခွန်အမကံကျေးထွက်ယူပြီးတဲ့အထိကိုညီပေးသွားမယ်လို့လည်း AAC ကိုရဲမင်းကပြောပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးပြုပြီးတော့ရေစွတ်တမားရှင်ကျမများပါ